ပရီးမီးယားလိဂ်ကနေတန်းဆင်းရမယ့်အသင်းတွေထဲမှာပရီးမီးယားလိဂ်မှာဆက်ကြံနေသင့်တဲ့ကစားသမားလေးတွေခြေစွမ်းခြေသာရှိတဲ့အဲကစားသမားလေးတွေများရှိနေမလားကျွန်တော်အကြိုက်ကိုရွေးစင်တော့ကျွန်တော်ဒီဘွဲမှာ online emery ကိုနည်းနည်းလေးပို့ပြီးတော့ယုံကြည်ကြည့်ကျင်တယ်ဗောနော်ဒီလိုဟုတ်အဲ့လိုအဆုံးဖြတ်ပွဲမျိုးမှာဆိုရင် online emery ကအများအမ်းသူ form လေးကောင်းအောင်တိစောက်တတ်တယ်ပေါ့ပြီးခဲ့တဲ့ချန်ပီယံလိမှာဆိုလဲ PSG ကိုဒုတိယကြောမှာဟုတ်သူအကောင်းဆုံးဟိုပါဖြစ်ခဲ့တယ် ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Channel Q ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးအတွက်အပတ်စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မှုဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်မြတ်သူရနဲ့အတူအကားသားစီစီတင်ဆက်သူကိုကွန်းစောဦးတင်းဆောင်ကြီးလေးခန့်အောင်ဆိုးတို့ကအတူတူကစတူဒီယိုသွားကြမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့မင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲအဲ့တော့ကျွန်တော်တို့ဒီဘောလုံးရက်ွက်မှာကိုကွန်းစောဦးတို့ညီလေးတို့နဲ့ထပ်ပြီးစုံတာပေါ့လေကိုကွန်းနဲ့ညီလေးနဲ့ဆိုတာပထမဆုံးဒီစီစဉ်မှာစုံမှုတာဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ် အဲ့တော့ဒါအချင်းချင်းမိတ်ဆက်ပြီးရင်ဒါကတော့ဟိုအားသာစီစဉ်နေဆက်သူတွေကဒီဘက်ကဝိုင်းရင်တဘာဝရင်ကိုကွန်းစော်ဘူးပေါ့လေဘက်ကတော့ဒါအားသာကိုဝါသနာပါတယ်အဲတိူဆောင်လုပ်တွေလည်းလုပ်တယ်အဲနောက်နောက်တက်မဲ့လူငယ်တွေထဲမှာဆိုဘလုံးကိုစိတ်ဝင်စားတဲ့အဲထဲကတယောက်ပေါ့လေညီနေနော်ဘလုံးနဲ့ပတ်သက်ပြီးတော့ကိုတိုင်းလည်းဝါသနာရှင်တူညီတဲ့တစ်ချက်ကတော့ဒီဆလုံးကမန်ယူနိုက်တက်ဖိုင်နေဖြစ်နေတာပေါ့နော်နော်အခုရမ်းကျန်းနေနော်ယူနိုက်တက်ဖိုင်နေတော့ကျန်းနေတာအခုဟုတ်ကဲ့ယူရိုပါလိမှာဖိုင်နေတော့ရောက်နေပြီနော်ချုံမွေးမရှိ ရှုံးမွေးမရှိဘူးဗာလိမှာအဖိုင်နယ်တက်လာဆိုအဲ United ကြောင့်လေးလည်းကျွန်တော်တို့မဖြစ်မနေပြောမယ်အဲ့တော့ပထမအဆုံးကိုကူးစော်ဦးကပရိသတ်တွေနှုတ်ဆက်စကားလေးလည်းပြောပါအောင်ပြီးတော့လက်တလောဖြစ်နေတဲ့အာဒီဘောလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပေါ့လေဥဥမာကျွန်တော်ချန်ပီယံလိဆိုလို့ရှိရင်လည်းဒါဘိုလ်ဘွဲနားရောက်လာပြီယူပါလိလည်းဖိုင်နယ်ကိုသွားတော့မယ်ပြီးပရီးမီယံလိမှာဆိုလည်းချန်ပီယံအသင်းအပေါ်ထွက်သွားပြီအဲဒီလိုထူးခြားမှုလေးတွေနဲ့ပတ်သက်ပြီးတော့ကိုကူးစော်ဦးလက်တလောဖြစ်နေတဲ့ဘောလုံး feeling လေးကိုအရင်ဆုံးမျှဝေပါဦးခင်ဗျာ ဟုတ်လက်တလုံးကတော့ဟိုချန်ပီယံလိကလည်းတော်တော်လေးသိဝင်သားဖို့ကောင်းတဲ့နေရာရောက်နေပြီပေါ့နော်ဒါယူရိုပါလိဆိုလဲလာတူပဲဒါကွန်ဖရင့်စ်လိုလဲတူတူပဲဒါအဓိကပုံပြီးသိဝင်သားတာဒီပရီးမီးယားလိရဲ့ကိုနောက်ဆုံးဥရောပဝင်ခွင့်နေရာတွေပေါ့နော်လီဗာပူးကတော့ချန်ပီယံဖြစ်သွားပြီသို့တော့အဆင့်2ကနေအဆင့်6 9လောက်ထိကလာမယ့်ရာသီချန်ပီယံလိတိုက်ရိုက်ဝင်ခွင့်တော့ကိုမျှော်လင့်ချက်ကတော်တော်လေးဟိုအားကောင်းနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဟိုပရီးမီးယားလိပွဲစဉ်တွေကတော့တောက်လျှောက်နှီးပါဟိုကြည့်ပြတယ်ပေါ့ဘာလို့တော့ ဟိုပွဲတိုင်းလိုလိုကဟိုအဲသူတို့ထိတ်ဆုံးဒီ၄၅၆နေရာအတွက်ကိုရောဘတ်ဝင်ဝင်အတွက်ကိုတော်တော်လေးအပြိုင်ဆိုင်ဖြစ်နေတယ်ဒီ Aston Villa တို့ Nottingham တို့ Chelsea Newcastle Man City အကုန်လုံးကဟိုပုံမှန်ရာသီဆိုလို့ရှိရင်ဒီအချိန်မှာဒါပဲအသင်းကဥရောပချန်ပီယံလိဂ်ကိုငွေရမယ်ပဲအသင်းက Europa League ပဲအသင်းကတော့ Conference League ဆိုတာတခြားပြီးခဲ့တဲ့ရာသီတွေမှာတော့ဆိုရင်ဒါဒီချိန်ဆိုအဖြစ်ပေါ်နေပြီပေါ့နော်မပေါ်ခဲ့ဘူးဆိုရင်တော့နောက်ဆုံးဟိုတသိန်းနှစ်သိန်းလောက်ပဲကျန်တဲ့အနေထားမျိုးပေါ့အခုဆိုပွဲစဉ်36ရောက်လာတဲ့အထိကို သူပဲဝင်မလို့လို့ကိုပဲဝင်မလို့လို့ဆိုတဲ့အနေထားကြတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါဟုတ်ကဲ့အဲဒီနေ့ဘလုံးကတော့အချောင်းမျိုးမျိုးနဲ့စိတ်ဝင်စားစရာလေးတွေဖြစ်ဖြစ်လာကြတာပါနော်အဲ့တော့ဟိုချန်ပီယံလိဝင်ခွင့်တက်ဆိုလဲကိုကွန်းရှိမှပြောခဲ့တယ်လို့ပဲအဲခွင့်ရရှိနေတဲ့ခွင့်လန်းရှိနေတဲ့အသင်းလေးတွေရှိနေသေးတယ်။အဲပြီးတော့အလက်ရှိဒီလီဗာပူးချန်ပီယံဖြစ်ခဲ့တဲ့အကြောင်းကတော့ပြီးခဲ့တဲ့ဘက်ကပဲညီလေးခန့်အောင်ဆိုးလို့ ਨੇ ဒီမှာပြောခဲ့ကြသေးတယ်ဆိုတော့အဲ နောက်ဆက်ပြီးတော့အဲ့ကြောင့်လေးဆက်ဆွေးနေမယ်အဲ့တော့ညီလေးရောပြောပါအောင်အနည်းဆုံးတော့မနေ့ကဟိုချန်ပီယံလိပွဲလေးဒါအင်တာတက်သွားပြီဘာကပြုတ်သွားအဲ့ပွဲလေးညီလေးအရင်ဆုံးအဲ့ပွဲလေးကြည့်ထားတော့လည်းလေးပြောပါအောင်ဘယ်လိုအခြေအနေတွေရှိခဲ့လဲပေါ့အအဓိကတော့အင်တာကတော့ဟိုအီတလီရဲ့နာမည်ကြီးအသင်းတွေနဲ့ဖြစ်တယ်ပြီးတော့ချန်ပီယံလိအတွေ့အကြုံလည်းရှိအသင်းကြီးတွေနဲ့ဖြစ်တာနဲ့အညီပေါ့နော်ခန်းစစ်အာဇံပြီးတော့နာမည်ကြီးရတဲ့အညီမင်းညာဆိုတော့အဓိကခန်းစစ်နယ်ပဲအဓိကဆောက်ပါပေါ့နော်ဘာဘာကိုအိမ်ကဧကန်ကစားရယ်ပထမပိုင်းမှာတော့ဘာကလုံးဝဟိုလိုဖောင်က တိုက်စစ်ကိုမရောက်ဘူးအင်နာရဲ့ခံစစ်ဘက်ကိုမရောက်ဘူးနော်အင်နာဒီကောင်တာနဲ့ပဲဘာကောက်ပြန်ပြီးတော့ဟိုတိုက်စစ်ပြန်ဆင်နေပေါ့နော်အဲ့ဒီမှာပဲအင်တာတူးစီးဖြစ်သွားတယ်ဒါပေမဲ့ဒုတိယမှာကျတော့ဘာကထုံးစံတိုင်းပဲပေါ့နော်သူကတိုက်စစ်အာတန်နဲ့အတင်းဖြစ်တယ်လူငယ်ကစားသမားကြီးနဲ့ဖွဲ့စည်းထားတဲ့အတင်းဖြစ်တဲ့အခါကျတော့ပြန်ပြီးတော့ကမ်းမပြန်လာရယ်ပေါ့နော်ကမ်းမပြန်လာတဲ့အချိန်မှာဘာကဒီဘာဖင်ညာနေပြီးတော့မသွေးသွေးဖြစ်သွားရယ်ပေါ့နော်ဖြစ်သွားတဲ့အချိန်မှာအကောင်လုံးကထင်ထားကြရတော့ဘာကနိုင်သွားပြီပေါ့နော်ဘာတက်ပြီပေါ့ဒါပေမဲ့အဲခုနပြောသလိုပဲဒီချန်ပီယံလိရဲ့ရတာကအဲ့လိုပွဲ တင်ခရမဟုတ်ခင်ထီကိုဘာလို့ဆုဖြစ်သွားနိုင်တဲ့အနေသားဆိုတော့အဲ့ချိန်မှာပဲဒီအင်တာမီလန်သင်းရဲ့နောက်ခံသူအစာဗီကနေပြီးတော့မှပွဲသင်းခါနေ94မိနစ်ပေါ့နော်အချိန်ဘူးမိနစ်မှာပဲခြေပေါကူးသွင်းရတယ်ပေါ့နော်အဲ့မှာလုံးဝအင်တာမီလန်တည်င်းလုံးရောအဲ့တဝင်းလုံးမှာရှေ့ပြတ်တဲ့ရောလုံးဝဒါပွဲစုသွားပြီးတော့စိတ်ဓာတ်တွေပြန်လဲပြီးတော့ဒီလိုမျိုးပြန်ကြွလာပြီးတော့အချိန်ဘူးဆက်ကစားတဲ့အချိန်မှာဟုတ်အဲ့လူစားလဲပြီးတော့ဝင်လာတဲ့ကစားမှာပေါ့နော်သူကနေပြီးတော့ထပ်သွင်းတဲ့အခါမှာ ဘာကရှုံးသွားရပါဘောနော်အဓိကကျွန်တော်တို့လည်းထင်တာကတခုကအင်တာမီလန်အိမ်ဝင်းမှာဆန်စီကိုမှာကြောက်ဘာကဒီနဲ့လာပြီးတော့ဧည့်သည်လာကစားရဲဆိုပေမဲ့လည်းပွဲရပြောမှဆိုတော်တော်လေးကိုကြည့်ကောင်းတယ်ဘောနော်ပြီးတော့အဓိက credit ပေးရမှာတော့အင်တာမီလန်တင်းရဲ့ဂိုးရမဆွန်မှာဘောနော်သူကမနေ့ကဘာကတင်းရဲ့အပိုင်းလုံးတွေကိုလည်းအဓိကကောက်ဝဲသွားတယ်အဲဒီပွဲမှာဆိုလည်းတုံးခုပေးခဲ့ရပေမဲ့ဒီပွဲရဲ့အကောင်းဆုံးကစားမဆုလည်းရခဲ့ရဆိုတော့ဒီပွဲမှာသူ့ရဲ့ performance ကလည်းတော်တော်လေးကိုဟို ကျန်းတယ်လို့ပြောပါမှာပေါ့နော်အဲ့ဘာပဲပြောဘာကလည်းအကောင်းဆုံးကစားခဲ့တယ်ဒါမှအင်တာကလည်းဒီထက်ဘာကထက်ပိုပြီးကောင်းအောင်ကစားနိုင်ခဲ့လို့လဲဘောလူပဲကိုဟိုထက်ထက်တန်တန်ရောက်သွားတယ်လို့ကျွန်တော်ထင်ပါရဲ့ဗျဟုတ်ကဲ့ဒါအင်တာကဘယ်လိုပဲဖြစ်ဖြစ်ပိုပြီးရေပန်းစားတဲ့ဘာစီလိုနာကိုကျော်ဖြတ်ပြီးတော့ဘောလူပွဲထိသွားနိုင်ပြီပေါ့လေအဲ့တော့မနေ့ကဟိုညပဲပွဲမကစားခင်နေ့မှာတွေးမိတယ်ဒီမှာ semi final မှာ၄သင်းရှိနေပြီ PSG ရှိရယ် Arsenal ရှိရယ် Barcelona ရှိရယ် Inter Milan ရှိရယ်ဒါပေမဲ့ကျွန်တော်တို့အတွေ့အကြုံတွေ3သိန်းမှရောက်နေဆိုတော့ PSG ကဘာများဖြစ်မလဲအရင်တော့အောင်မြင်အောင်လို့တော့အောင်မြင်ဘူးဒီနှစ်တော့တော်တော်လေးကောင်းလာတယ် Arsenal ကလည်း Champions League တော့ရသေးခြင်းနဲ့ Arsenal ကို Barcelona ကျလည်းဒီခြေစွမ်းကဖလားရမှရဟုတ်ရနိုင်မခြေစွမ်းမျိုးရှိတယ်လို့တွေးနေကြတယ် Inter ကိုအခုထိပ်ပြီးတော့တွေ့တာမတွေးကြဘူးပေါ့လေအဲ့တော့ဆိုတော့ဟိုရေပန်းမစားတဲ့သူကများ ပိုလီဘက်ဒီတက်လာပြီးတော့ဖလားယူသွားအောင်မလားလို့တော့တွေးလိုက်မိသေးတယ်ပေါ့အခုအဲ့လမ်းကြောင်းလေးပေါ်တော့ရောက်လာပြီးတော့အဲ့တော့ဟိုကျွန်တော်တို့ခဏခဏ short တွက်ခဲကြရတယ်ပေါ့ကျွန်တော်တို့တွေပေါ့လေခဏခဏ short တွက်ခဲကြတယ်အဲ့ဒါဒီဘာကန်နဲ့မှတော့မဟုတ်ကျွန်တော်တို့ဒီ quarter မှာ Bayern နဲ့တွေ့တယ်ကအဲ့အဲ့မှာတွေအဲ့မှာတွေက inter ပြုတ်မယ်ပဲထင်တာအဲ့မှာတွေ inter မထင်မှပဲနဲ့ Bayern ကိုပြုတ်ပြီးတော့ဒီ semi final ဒီတက်လာ semi final ရောက်တော့လေဘာကောက်ပဲသူပဲထပ်ပြီးတော့ဟိုဖြစ်ပြီးတော့ပိုလီဘက်တက်သွားတာပေါ့အဲ့တော့ကျွန်တော်တွေးကြည့်ရင်လေ အဲ့တော့ quarter မှာ Bayern Munich ကိုဖြုတ်ခဲ့ပြီအခု Barcelona ကိုထပ်ဖြုတ်ခဲ့ပြီဘူလွဲမှာသူကဘာလို့ရှုံးမှာလဲ Bayern နဲ့ Barcelona နှစ်သင်းကတော့ဖြုတ်ခဲ့ပြီးတော့ဘယ်သူလာမှာလဲပြောတာအဲ့ဒါဘာလို့ရှုံးမှာလဲဆိုတော့တွေးလို့ရတယ်ပေါ့လေအဲ့တော့ကျွန်တော်ထပ်ပြီး short ထွက်ကြပြန်ပြီးတော့တော့ကဲအဲ့တော့အဲလူဆောင်လုံးလေးအာချန်ပီယံလိဝင်ခွင့်ရလဲပရီးမီးယားလိမှာနည်းနည်းလှုပ်လှုပ်ခက်ခက်ဖြစ်တာဟုတ်အာပြီးတော့ဟိုဟိုဟာတာတွေပဲပြောမလားဟိုအစင်ဝင်းကားရဲ့အဲဒီဒီချန်ပီယံလိဝင်ခွင့်နဲ့ပတ်သက်ပြီးတော့ ိုဟိုဘယ်လိုပြောမလဲဟိုဘယ်လိုတရားစားနောက်ထားတဲ့ခါလေးလေးတက်လာတော့အဲ့ဝင်ဝင်နည်းနည်းလေးပွဲစုတယ်ပေါ့အဲ့တော့ချန်ပီယံလိအခုကအဲကျွန်တော်တို့ဟိုပေါ့ဒီနှစ်မှာပုံစံစပြောင်းလာတာ၄၀နဲ့၈သင်းကန်တာနော်ဟုတ်တယ်လေနော်အာဟုတ်တယ်၁၆သုံးနေရဟုတ်တယ်ပါ၄၈သင်းကန်တာအရင်က group stage တွေနဲ့၃၂သင်းကန်တယ်ဒီနေ့က၄၈သင်းကန်တယ်အသင်းတွေအရင် များလာပါဘောလေအဲ့တော့အဲ့ဝင်ခွင့်အတွဲပရီးမီးယားလိဂ်ကဆိုလို့ရှိရင်ဒါလိဂ်တွေပဲရအကူဖီရှင့်တွေပဲရအဒီ၅သင်းဝင်ခွင့်ရတာဗောလေဒါဒါတော့ရှင်းတယ်အစ်စ်တစ်ကနေ၅ဒီရအမေအစ်စ်တစ်ကနေ၅သင်းဝင်၅သင်းရမှာဒါအမှန်တန်ရှင်းတယ်ဗောလေအားလုံးလည်းတည်ပြီးသားခြေခံဗောလေဒါဟို ဟိုလိအစင်တန်းမြင်မှမဟုတ်ရအသင်းတွေလိလိုက်ရတဲ့ခွဲတန်းကပုံပြီးများလာတာဗောလေအဲ့တော့ဟိုပြောချင်တာကတော့ကျွန်တော်တို့အာဥရောပမှာဆိုလို့ရှိရင်ဂျာမန်မှာဟိုဂျာမနီမှာဂျာမန်ဘွန်ဒက်စတီကာရှိတယ်အီတလီမှာစီးရီရှိတယ်အာစပိန်မှာဆိုလာလီဂါရှိမယ်ပရီးမီးယားလိရှိမယ်ဗောအဲ့လိုအဲ့တော့အဲ့လိတွေကနေပြီးတော့ဘနသင်းအချိုးကြခွဲတန်းရမှာလဲဆိုတော့အဟာနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာလိတွေကိုအမှတ်ပေးထားတဲ့အားတွေရှိတယ်ဗောလေအဲ့အမှတ်အမှတ်ရမှတ်ပေါင်းတွေရ ဘယ်လီကတော့အစင်နဲ့ပူမြင့်တဲ့အတွက်အတင်းပူများများရသင့်တယ်ဆိုတော့ပေါ့အရင်တော့များသောအဖြစ်၄သိန်းလုံး၄သိန်း၃သိန်းပေါ့အဲ့လိုပေးကြဒီနေ့ကပရီးမီးယားလိဂ်ကတော့ဒီနောက်ပိုင်းနှစ်တွေမှာဥရောပမှာအတန်အားကောင်းလာတဲ့ပြိုင်ပွဲတစ်ခုဖြစ်တော့ခွဲတိုင်းရ၅သိန်းရထားပြီပေါ့လေဟုတ်ဒါပေမဲ့ဒီနေ့ကအဲဥရောပချန်ပီယံလိဂ်ဝင်ဝင်ခွဲတိုင်းပေးထားတဲ့ငါးနေရာပြင်ထပ်ပြီးရမယ်အချိန်ဒီအလားလာတွေကလည်းပေါ်နေပြီဆိုတော့အဲ့အကြောင်းလေးတွေဆွေးနွေးကြင်တာပေါ့လေအဲ့တော့အများဆုံးဘယ်နှစ်သိန်းလောက်အထိချန်ပီယံလိဂ်ကို ရီးမီးယားလီးဂ်ဖြစ်နိုင်ကြည်ဝင်ခွင့်ရသွားနိုင်တယ်ပေါ့ဒီနေ့မှာဘူးတော့ဆွေးဆွေးနေပါဦးအများဆုံးဆိုရင်ပေါ့နော်ဟိုထားတော့ခုသူပုံမှန်ပြီးရတာ9နေရာပေါ့နော်125ပေါ့125ပြင်ရင်သူကဟိုယူရိုပါလီးမှာဟိုစပါးနဲ့ယူနိုက်တက်ကတသင်းသင်းဘူဆွဲခဲ့မယ်ဆိုလို့ရှိရင်အဲ့မှာဟိုသူအဲ့နှစ်သင်းနဲ့တသင်းကလည်းထပ်ဝင်မှာဆိုရင်တော့6သင်းပေါ့တကယ်လို့ကိုကုန်းပြောသလိုယူရိုပါလီးမှာအာဒီစပါးတို့မဟုတ်အဲမန်ယူနိုက်တက်ပေါ့လေအဲ့တော့ဒါကတော့ရှင်းပါတယ်ချန်ပီယံဖြစ်ရင်ချန်ပီယံလေးဝင်ရမယ်ယူရိုပါလိချန်ပီယံစီချန်ပီယံလေးဝင်ရမယ်ဆိုတော့အဲ့မှာတကယ်လို့ တသိန်းထပ်တိုးမယ်ဆိုရင်ခုနှစ်နေရာထပ်တိုးမယ်နော်အဲ့တော့ဒါချန်ပီယံလိမှာပေါ့ဆိုတော့ညီဒီခက်ကိုဆိုတော့ပြောပါအောင်အဲ့ရဲ့နောက်မှာဟိုဘက်ဟိုဘက်ဒီမှာလည်းရှိသေးတယ်ဟိုဘယ်လိုပြောမလဲချဲစီရတဲ့ conference team မှာရှိနေတော့နောက်တောက်ထက်အဲ့ဒီဟိုဥရောပဝင်ငွေတွေလည်းထပ်ပြီးရပြောင်းလဲဦးမှာဘူယူပလိဝင်ငွေတွေဘာလို့ထပ်တိုးတာတွေထပ်ပါလာအောင်ဆိုညီဒီနည်းနည်းဆွေးနွေးပါအောင်လားလေအဓိကတော့ချဲစီကတော့အခု conference league မှာသူကဟိုအခြေအနေကောင်းတယ်ပေါ့ဒါပေမဲ့လည်း champion league ဝင်ဝင်ရဖို့အတွက်လည်းသူကပရီးမီးယားလီဂ်မှာလည်းလက်ရှိမှာအခြေအနေကောင်းနေတယ်။1 to 5ထဲမှာသူကအခုလက်ရှိရောက်နေတယ်ပေါ့။ပရီးမီးယားလီဂ်ကလည်းပွဲပြီးဖို့အတွက်ကိုပြီးရရည်ပြီးဖို့အတွက်သုံးဝက်လောက်ပဲကျွန်တော်အချိန်မှာသူအနေနဲ့အခုချိန်ချန်ပီယံလိဝင်ဝင်ရဖို့အခြေအနေကောင်းနေပေါ့။တကယ်လို့မန်ယူနဲ့စပါတင်းနည်းကဒီယူပါလေးကိုချန်ပီယံဖြစ်သွားမယ်ဆိုရင်တော့စပါနဲ့မန်ယူကပရီးမီးယားလီဂ်မှာအဆင်ရည်မှုစီကရတော့ဒီဥရောပဝင်ဝင်နဲ့တိတ်ပြီးမနီးဆက်ဘူး။ရန်ဝေးရပေါ့။ရန်ဝေးရပေါ့။အရန်ဝေး။တိတ်မနီးဆက်တော့ရန်ဝေးပါကြီးလေ။ရန်ဝေးရနည်းနည်းဝေးရပေါ့နော်။ဝေးရခါကျတော့အဲ တကယ်လို့မိုင်းနဲ့စပါတဲ့နေရတာဒီလိုမျိုးအဆင့်6ခွန် maybe အဆင့်7လောက်မှာရှိမယ်ဆိုရင်တော့သူအနေနဲ့ဒီလိုယူပါလိမှာဖလားရသွားခင်ရင်တော့အဲသူနေရာမှာအခြားတယောက်ကအခြားတင်းရောက်ဝင်ပါဘူး။ဒါတော့ slot တစ်ခုထွက်ထွက်လာ။ထွက်ထွက်ပါဒါမဲ့လည်းသူကမထွက်ဝင်နေတာ။သူတို့တွေကတော့ထွက်စရာမရှိဘူး။သူတို့ရှေ့တော့မရတော့ဘူး။ Chelsea ကိုနောက် Chelsea နေရာထွက်ပါလား။ Chelsea နေရာဟိုထွက်လို့ရတယ်ပေါ့နော်။ Chelsea Conference League ရမယ်။သူက Champion ဟို sorry Champions League ဝင်ခွင့်ရမယ်ဆိုရင် ော်ယူရိုပါလိတနေရာထက်တိုးမယ်အဲ့တော့ဆိုတာကအဓိပ္ပာယ်ကတော့ဒီလိုနားလည်ရတာတရှင်းပြီ conference league champion ကယူရိုပါလိဝင်ဝင်ရဟုတ်တယ်မလားအဲ့တော့ဟို chelsea က conference league champion ဖြစ်ရင် तू က champion league ဝင်ဝင်ရပြီးသားဖြစ်တဲ့အတွက်ယူရိုပါလိဝင်ဝင်ရမယ် slot တစ်ခုက premier league တင်နေထိုင်ပြီးတော့နောက်တစ်ခုကပါရှိသေးလဲဆိုတော့ man city ပေါ့နော် man city အခု fa ဘိုလ်လူဘွဲတက်ထားတော့ဟုတ် man city က fa မှာဘိုလ်ဆွဲမယ် champion league လည်းဝင်ဝင်ရမယ်ဆိုရင်ယူရိုပါလိနောက်တနေရာထက်တိုးမယ် အဲ့ဒါဆိုတော့ African Champion ကယူပါလိဝင်ရဟုတ်ဟုတ်တယ်အတိတ်ပြအဲ့ဒါလားဟုတ်တယ်ဘူးဩအဲ့ဒါဆိုလို့ရှိရင်တူပါပေါ့လေအယူပါလိတနေရာလည်းထပ်ပြီးတော့တူလားဆက်တူပါ Premier League ကဟိုတန်းစင်းနဲ့သုံးစင်းဖယ်ပြီးတော့ Channel အသင်းတွေအားလုံးဥရောပဝင်ဝင်ရမယ်သဘောရှိတယ်အဲ့လိုဆိုပါဖြစ်ဖြစ်ဟုတ်တယ်ဘူးနော်ဟိုဟိုအဲ့ပေါ့တခြား League တွေအနေနဲ့မျက်စိနှောက်မယ်ဆိုလည်းနောက်နောက်ချင်ညာပေါ့လေအဲ့တော့ကျွန်တော်တို့အခုဆွေးနွေးကြတာကနည်းနည်းလေးလေးတတိထားရတယ်ဟိုဘယ်လိုပြောမလဲဒါလည်းကျွန်တော်တော့ပြောဆုံးလို့ဒါဒီကြောင်းကိုပြောတာမဟုတ်ဆိုမပြောဘူးဘာလို့ဆိုတော့ဒီ Uber League နဲ့ Champion League ဟိုဟာတွေအရင်ရှုပ်ထွေးရတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ဒီနောက်ပိုင်းနေတွေမှာပုံစံတွေကအမျိုးမျိုးပြောင်းနေတယ်ကိုခေါင်းကလည်းအဲ့လို update မဖြစ်တော့တာလည်းပါတော့အရင်မသေးကြပါဘူးလို့မဆွေးနေရဒါပေမဲ့ကိုကိုယ်တော်တို့ညီလေးတွေရှိတယ်ဒါလေး timing ဆွေးနေကြည်ရပါပေါ့လေမဟုတ်ရင်ဒီတော့ချက်ချင်းကောက်ချပြီးအဖြေရှာရမယ့်ဟာမျိုးတွေရှိတယ်ရှုပ်နည်းနည်းလေးရှုပ်ထွေးရပေါ့လေဆိုတော့အဲ့တော့ဘာပဲပြောပြောအာကျွန်တော်တို့ပြည်သက်တွေဟိုအကြိုက်များတဲ့ကမ္ဘာပေါ်မှာ popular အဖြစ်ဆုံး ပရီးမီယားလိကဒီဥရောပဝင်ခွင့်နေအသင်းတွေအများကြီးရမယ်ဆိုတော့ဟိုရှင်းနစ်ကတော့ပြည်သက်တွေအတွက်အားရစရာကောင်းတယ်အဲ့တော့လက်ကျန်ဘောလုံးရာကြီးရဲ့ကာလာလေးရတယ်အဲ့ပုံမှာရင်ခုန်မှုတွေရှိနေကြတာပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီနေ့စနေနေ့ရဲ့စကားဝိုင်းလေးဆက်ချင်ပါတယ်အဲ့တော့ဒီနေ့ပရီးမီယားလိပွဲစဉ်တွေကိုဆက်ပြီးဆွေးနွေးသုံးသပ်ကြမယ်ဒါပေမဲ့အာပရီးမီယားလိပွဲစဉ်တွေကလည်းအားလုံးပြီးဆုံးဖို့တဖြည်းဖြည်းနီးလာပြီအဲဒီနေ့ကြမှာရှိနေတဲ့တပွဲက ဆိုတန်တန်နဲ့မန်စီးတီးဆိုဆိုတန်တန်ကတော့အလုံးကြီးအတိုင်းတန်းဆင်းပြီးသွားပြီမန်စီးတီးကတော့ချန်ပီယံလိဝင်ဝင်ပြည်လန်းတဲမှာဆက်ရှိနေသေးတယ်ဆိုတော့ဒီပွဲစီလေးအဲဘလူးရက်လက်တွေထွက်လာနိုင်တယ်လဲသုံးသပ်ကြည့်ကြပါမယ်အဲ့တော့ညီလေးခိုင်ကုန်စုကဒီဟာလေးကိုစပြီးဆွေးနွေးပါဟုတ်အခုလက်ရှိပြည်မြလိပြီးဆုံးမှုကလည်းဒါဒီအခုဒီနေ့စနေနေ့မှာကမ်းမဲ့တဲ့ပွဲကလည်းဒါမန်စီးတီးအနေနဲ့ကကြတော့ဟုတ်အဆင့်သုံးမှာရက်တည်နေရပါတော့အခုဒီဆာလန်တန်ပွဲမကင်မတန်မတိုင်ခင်မှာပေါ့အဲတော့မန်စီးတီးနဲ့အပေါ်ကဒီအာဆင်နယ်ကတော့အခုလက်ရှိဆာလန်တန်ပွဲ ဒီပွဲဒီတစ်ပတ်ပွဲမတိုင်ခင်မှာသုံးမှတ်ပဲกว่าနေရမှာเนาะအဲ့တော့မက်ဆီအနေနဲ့ကနောက်ဆုံးအခုနောက်ဆုံးတောက်လျှောက်နေနိုင်လာခဲ့တယ်သူအနေနဲ့လည်းဒီပရီးမီးယားလိရာသီကုန်တဲ့အချိန်မှာတော့အနည်းဆုံးတော့အဆင့်ဆုံးထပ်ပို့ပြီးကောင်းတာအဆင့်နဲ့ပေါ့နော်အဲ့တော့အဆင့်နဲ့ကိုသွားခြင်းနဲ့ဆိုရင်တော့ဒီပွဲကိုလည်းသူအနိုင်ခံမှရမယ်ဒါပေမဲ့ဆောက်တဲ့နယ်ကလည်းရာသီအခုမကုန်ခင်မှာတန်းဆင်းထားတဲ့အသင်းဖြစ်တယ်ဟိုလုံးဝဒီပရီးမီးယားလိရဲ့အောက်ဆုံးအဆင့်မှာရှိနေတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ကဲရမ်းမှာဆောက်တဲ့နယ်အိမ်ဝင်ပေါ့နော်ဟုတ်အဲ့တော့ အဘာမှပြောလို့မရဘူးမြန်မာလိဆိုတာလေအဲ့တော့နိုင်မလားရှုံးမလားမသိရဲ့အချင်းတခုမှကျွန်တော်အနေနဲ့ကတော့ပြီးတော့ပထမမန်စီးတီးနဲ့ဆောက်တန်တွေ့ဆုံမှုမှာလည်းမန်စီးတီးကဆောက်တန်ကိုကအများကြီးအပြတ်တနိုင်တာမဟုတ်ပဲねဝမ်းစီးနဲ့ပဲကတ်နိုင်တာလားဆိုတော့ဟုတ်ကဲ့ဒီတစ်ခေါက်ဆောက်တန်နဲ့မန်စီးတီးနဲ့တွေ့ဆုံမှုမှာလည်းမန်စီးတီးနေနဲ့သူလိုအပ်တဲ့အုံမက်ကိုပဲရယူသွားမလားဒါမှမဟုတ်ဘယ်လိုမျိုးဖြစ်မလဲဆောက်တန်ကပဲဖောင်ပြပြီးကစားမလားကစားပြမလားပေါ့နော်ဒါပေမဲ့လည်းအများကြီးရောလေဟိုစဉ်းစားကြရလဲမလို့ပါဘူးမန်စီးတီးပဲအဓိကကတော့အနိုင်အုံမက်ယူရမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ် ဟိုကျွန်တော်လည်းအခုပြပြန်နေနေနီးစက်တယ်ဆိုပြီးတော့ဟိုအရင်တော့လို့အရင်နီးနီးကက်ကက်မရှိတော့ဘူးပုံဝင်နေဝင်ခန်းဆိုတော့ဟိုအရင်တော့တန်းဆင်းသွားတဲ့အသင်းတွေမှာကျွန်တော်တို့လူချင်းတဲ့ player တွေရှိတတ်တယ်ပေါ့လေဟုတ်တန်းတော့ဆင်းသွားရတယ်ဒါပေမဲ့ Leicester ဆိုပါဆိုဗျာ Leicester တန်းဆင်းသွားတဲ့အချိန်မှာဟိုဘာဒီယူဘာလို့ဆို Premier League မှာရှိနေခြင်းတိုက်တဲ့ကစားသမားလေးရှိရကျော်ရဲအယူလို့ဘာလို့ဆိုတော့အခု Premier League ကနေတန်းဆင်းရမယ့်အသင်းတွေထဲမှာ Premier League မှာဆက်ကြံနေတဲ့ကစားသမားလေးတွေခြေစွမ်းခြေစားရှိတဲ့အဲကစားသမားလေးတွေများရှိနေမလား ထူးသဖြင့် United အတွက်အသုံးတက်မဲ့ကစားလို့ဒီဟိုလေးပါဒီလေးပဲရှိမလားပေါ့လေ United တဲ့ဆိုတော့နောက်တာနော်တန်းစင်းတဲ့အသင်းက United ကိုလို့ဟို Premier League အတွက်ပေါ့လေဟာဟိုဒီ3သင်းမှာဆိုရင်တော့ကျွန်တော်ကဟို Ipswich ကဒီတိုက်စစ်မှုကြောက်ဖို့နည်းနည်းသဘောကျတယ်ဘွန်းတော့ဒီလက်ပေါ့သူရဲ့ခြေစမ်းကိုတော့နည်းနည်းကြိုက်တယ်ဘွန်းတော့ဒါ United နဲ့ပထမကျောတွေ့တော့ကလည်း United ကိုဘောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်ဒါသူရဲ့ကစားဟန်ကဟို Premier League နဲ့ဆိုရင်နည်းနည်းအံဝင်နိုင်တယ်ဘွန်းတော့ပြောရရင်တော့ဒီ Haaland တို့ကစားတဲ့ပုံစံမျိုးပေါ့နော်ဒီ physical strength ကိုဦးစားပေးတယ်အဲပြီးတော့လူငယ်လည်းဖြစ်တဲ့ခါကျတော့ဒါတော်တော်လေးတိုင်းနဲ့ပြန်ပက်ခံစုကိုတော်တော်လေးဒုက္ခပေးနေတဲ့ခြေစွမ်းမျိုးသူ့မှာရှိတယ်အဲ့တယောက်ကိုတော့ဟိုတော့ United ကိုမှမဟုတ်ဘူးနော်တခြား United မဟုတ်ပါဘူးနော်ပရီးမီယာလိရဲ့ဟိုပါဘို့အခုလောလောဆယ်တော့ United နဲ့ကလည်းလို့ခေါ်မလို့လို့ပြောနေကြပြောနေကြတာဆိုတော့ United ကိုမှမဟုတ်ဘဲနဲ့တခြားဘယ်အသင်းကိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဟိုကြံနေခဲ့သေးခြင်းနဲ့ပေါ့ဟုတ်ပါတော့ဟုတ်ဟုတ်သူ့ရဲ့ခြေစွမ်းလေးကတော့ဟိုပါဖြစ်သေးရှိတယ်လက်ဆက်တာနဲ့ Southampton မှာတော့အဲ့လောက်ကြီး ဟိုသဘောကျတဲ့ကသာမမျိုးတော့မရှိဘူး။ဒါဆိုတမားကတော့ဟိုအရင်လူဟောင်းနေပြီပဲဆိုတော့သူကတော့ဘာမှအဲရှိတော့เนาะဟုတ်ပါ။အဲ့တော့ဆိုတော့ D lab ဆိုတော့ဒါအခု D lab ကတော့ Liam D lab ကတော့ physical wire ကိုအပြုပြီးတော့ physical gain တွေမှာပုံမိုက်တယ်ဗောလေဆိုတော့ကိုရောအိုးရင်တော့အာ Roy D lab ကတော့ D lab ကတော့ Stoke City ရဲ့ အာဒီဒီလက်မြဘောတွေပေါ့လက်မြဘောတွေမှာအရင်နာမည်ကြီးခဲ့တဲ့အာစင်နယ်အာစင်နယ်နဲ့တူတယ်အမြဲတမ်းခပေးရလေအာစင်နယ်ကိုရအောင်ဝင်ပြောပါမယ်ကဲအဲ့တော့ဒါဒါဒါတန်းစင်းမဲ့အသင်းတွေကနေပြီးတော့ဒီလိုကျွန်တော်တို့ဟိုသဘောကျတဲ့ကစားသမားလေးရှိတယ်ဆိုတော့တွေးမိလို့ပါကဲအဲ့တော့ဒီနေ့ညမှာနောက်တပွဲကတော့ဘုံမောင်းနဲ့ပြီလာပေါ့လေဒါရက်တီမူချင်းလဲအထက်အောက်ရှိနေတယ်ဥရောပဝင်ငွေတွေအတွက်လည်းအသီးသီးရည်မှန်းချက်တွေရှိထားတဲ့အသင်းတွေဆိုတော့အကဲညီလေးကောက်ဆိုတော့ဒီဘွဲလေးပဲသိမ်းပူကြိုက်လဲစပြောပါ ဟုတ်အဓိကဟိုအကိုပြောသလိုပေါ့နော်အက်စတွန်ဗီလာနဲ့ဘုံမောက်ကပရီးမီယာလိရက်တိမှုမှာကြောင့်အဆင့်ခွန်နဲ့ရှစ်မှာရှိနေတာပေါ့နော်အဲ့တော့သူ့နှစ်သင်းရဲ့အမှတ်ကွာဟာမှုကလည်းတိတ်အများကြီးမရှိဘူးဆိုတဲ့ခါကျတော့ဘာပဲပြောအက်စတွန်ဗီလာနေရလဲဒီချန်ပီယံလိဝင်မရရင်တော့မတေချာသခုကတော့ယူဘာလိဝင်ဝင်တေချာဖို့အတွက်ကတော့သူဒီဘက်ကိုအနိုင်ဆောင်ပါပဲပေါ့နော်ဘုံမောက်ကလည်းဘာပဲပြောဒီသူ့အနေနဲ့လည်းအောက်မှာရှိရဲ့အသင်းဆိုပေမဲ့လည်းနောက်တစ်ဆင့်ကို ထပ်တက်ဖို့တော့ကိုအဆူမီလောက်တွေ့မှာပြီးတော့ဒီနှစ်သိန်းကထူးခြားချက်ကဒီယာဒီမှာတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းနေပြထားတာပါဗောနော်ဘုံမောက်ဆိုလည်းဘာပြောဒီမန်ယူလိုပါဘူးလည်းနိုင်လာရဲ့သူအနေနဲ့လည်းဒီယာဒီမှာလည်းလုံးဝအဲစုဖွဲ့ကစားသမားစုဖွဲ့မှုရရောခြေစွမ်းရရောတော်တော်လေးကိုကောင်းတဲ့ထဲမှာပါရဲ့ဗောနော်အက်စတိုမီလာအဲ့လိုပဲဟိုဒီနေ့မှာချန်ပီယံလိမှာလည်းဒီအဆင့်တစ်ခုရောက်ထားရဲ့ပြီးွားရင်ကစားသမားဖြည့်တင်းမှုရလည်းဒီဇန်နဝါရီလအပြောင်းအရွှေ့ကာလမှာလှုပ်ထားတဲ့အခါကျတော့ဒီနှစ်သိန်းထိတ်ဆိတ်တွေ့ဆုံမှုကဘာပဲပြော တာမန်ပွဲတစ်ပွဲထက်စာရင်တော့ပိုပြီးကြည့်လို့ကောင်းမယ်ပွဲဖြစ်ပွဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပြီးပွားရင်အကျိတ်နယ်ရှိမယ်ပေါ့နော်ပြီးပွားရင်လည်းအဲအမှတ်ကအခုပြီးမြလိပွဲပြီးဆုံးမှုသုံးပွဲပဲလို့ရတဲ့အချိန်မှာဘာလဲပြောဒီပွဲရအမှန်ခံလို့မရတဲ့ပွဲပေါ့နော်တမတ်ဆိုလည်းတမတ်တိတလားတိတာရပေါ့နော်အစင်ရတိမှုစရာဇာမစကားကြီးပြောရမှာဆိုတော့ဘာလဲပြောကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲပါအဖက်ဘက်ကလိုအပြတ်သက်ကြီးနဲ့ဟိုခြေတိုင်းနဲ့ကစားမဲ့ပွဲမျိုးဆိုတာထက်အတိတ်နဲ့ဖြစ်ပြီးတော့ ပိုကောင်းတဲ့အတန်းရနိုင်အောင်ပါပေါ့နော်အဲဘယ်သူနိုင်မဲလို့ထင်လဲဆိုတော့ကျွန်တော်ထင်တော့တီဖြစ်မလို့ထင်တယ်ဗျဟုတ်ကဲ့ဘုံမောက်ပီလာပွဲတီကြာကောင်းကြာသွားနိုင်တယ်ပေါ့ဒါလည်းဖြစ်နိုင်ပါတယ်အဲ့တော့ကိုကိုဒီပွဲလေးကိုဘယ်လိုဖြစ်မယ်ထင်တယ်ကိုကိုကအော်ဒီပွဲကတော့ကျွန်တော်ကဟိုဖီလာတော့ကပို့ပြီးတော့အရေးကြီးတယ်လို့တော့ထင်တယ်ပေါ့နော်ဘာလို့ဖီလာတော့အရေးကြီးလဲဆိုတော့လက်ရှိမှာဒီမန်စီးတီးဒီအဆင့်3ဆိုပေမဲ့ရမတ်က64ပဲရှိရတယ်ဗီလာက60သူတို့မှာ63 63 61ဆိုတော့ဗီလာဒီဒီပွဲကိုနိုင်ခဲ့မယ်ဆိုရင်သူက မပေးရတဲ့ဒီ1 2 5အတွင်းကိုပြန်ပြီးတော့မျောလင်းလို့ရတယ်အဓိကကဒီတစ်ပတ်မှာ Newcastle နဲ့ Chelsea နဲ့တွေ့နေတယ်ဆိုတော့ Newcastle နဲ့ Chelsea မှာနှစ်သင်းတစ်သင်းသင်းရအမှတ်ဆုံးရှုံးမယ်ဒို့ရင်းမို့နှစ်သင်းလုံးဆုံးရှုံးတော့ရတယ်ဖြစ်နိုင်တယ် Liverpool Arsenal နဲ့လည်းတွေ့နေတယ်ဆိုတော့ဒါလည်းအမှတ်ဆုံးရှုံးမှုကရှိနေတယ်ဆိုတော့ Villa အနေနဲ့ဒီဘက်မှာနိုင်ခဲ့မှာဆိုရင်သူ Champion League ဝင်ခွင့်မျောလင်းချက်ကပြန်ပြီးတော့ဟုတ်တယ်ရှိလာလိမ့်မယ်ပေါ့နော်ဘုံမောက်ကလည်းဘာတစ်ခုရှိတယ်ဆိုတော့ဘုံမောက်ကလည်းအခုအဆင့်၈ဆိုပေမဲ့ Villa နဲ့ကအမှတ်9မှတ်กว่าတယ်သို့တော့အဆင့်၈ဆိုပေမဲ့အောက်က9 30က Brentford တို့ Brighton တို့နဲ့ကြတော့ရမှတ်ကတမတ်တမတ်စီပဲကွာဆိုတော့အခုလောလောဆယ်အခြေအနေရဒါမပေးသေးရဲ့အဆင့်ရှင်းနေရာလောက်အတင်းအားထိကတော့ဥရောပဝင်ဝင်ကိုမျောလင့်ချက်ရှိတဲ့အတွက်ဘုံမောက်အနေနဲ့လည်းဒီဘက်မှာအမားခံလို့တော့မရဘူးပေါ့နော်ဘုံမောက်ကလည်းသူရှုံးသွားမယ်ဆိုရင် Brighton တို့ Brentford တို့သူ့ကိုကြော်ပြီးတော့အဆင့်ရှင်းဖြစ်လာမှာဆိုတော့သူတို့ကလည်းသူတို့ဥရောပဝင်ဝင်မျောလင့်ချက်အတွက်ကသူတို့ကလည်းဘုံမောက်ကလည်းအကောင်းဆုံးဒါ Villa ကိုတုံ့ပြန်မှုတော့ကြိုးစားမှာဒါပေမဲ့ကျွန်တော်အကြိုက်ကိုရွေးစင်တော့ကျွန်တော်ဒီဘက်မှာ Unai Emery ကိုနည်းနည်းလေးပို့ပြီးတော့ ယုံကြည်ကြည့်ကျင်တယ်ပေါ့နော်ဒီလိုအဲ့လိုအဆုံးပြတ်ပွဲမျိုးမှာဆိုရင် Unai Emery ကအများအားသူဖောင်မလေးကောင်းအောင်တိဆောက်တတ်တယ်ပေါ့ပြီးခဲ့တဲ့ချန်ပီယံလိမှာဆိုလေ PSG ကိုဒုတိယကြောမှာဟုတ်သူအကောင်းဆုံးဟိုပါဖြစ်ခဲ့တယ်ဟုတ်ကဲ့သူတော့ဂိုးကွာချခြင်းအရသာသူချန်ပီယံလိနေထွက်ခဲ့ရတာဆိုတော့ဒီဘက်မှာလည်းဘုံမောက်ကို Aston Villa အနိုင်ရအောင်လို့စမ်းဆောင်နိုင်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲ့တော့ကိုကွန်ကတော့ဒီဘက်မှာအာဘုံမောက်ကိုအဝေးကမှာပြီးလား နိုင်သွားနိုင်တယ်ပေါ့လေရက်လက်ဘူကောင်းနိုင်တယ်လို့သုံးသပ်ပါတယ်အဲအဲ့တော့ဟိုပွဲအဖြေဘလို့ထွက်လာမလားဆိုတော့ဆက်ပြီးစောင့်ကြည့်အောင်ပေါ့ပြီးတော့ညီလေးခိုင်အောင်ဆိုပြောတယ်လို့ဒါပွဲပြီးဘွားလည်းနှီးလာပြီအားလုံးကဟိုအရေးကြီးတဲ့အချိန်တွေရောက်လာပြီအမတ်တမတ်ကအစအရေးကြီးတဲ့အချိန်ပေါ့လေအမတ်တမတ်ကတော့ဟိုအချိန်တိုင်းမှာအရေးကြီးပါတယ်ဒါပေမဲ့ဒီအချိန်မှာတော့မားရလူခမ်းရမှာပဲပေါ့နော်ဟုတ်တယ်ဟုတ်တယ်ပိုမားရလူပိုခမ်းရမှာပဲဆိုဒီလိုပဲအဲဒီပွဲရက်လက်လေးကဘလို့ဖြစ်လာမလဲဆိုတော့ကြည့်ရမယ်ဒါပေမဲ့တေချာတော့ဒီပွဲက လည်းတော့အချိန်နဲ့ရှိနေတယ်ပွဲကောင်းတပွဲဖြစ်နေမယ်လို့ယူဆပါတယ်အဲ့တော့ကျွန်တော်ကုကုပြောတာကိုနားထောင်နေတယ်လေကျွန်တော်တွေးမိနေတာလေးရှိတယ်အဲ့ဒါကိုမနေ့ကအစီအစဉ်မှာဆက်ပြောနေပါတယ်အဲ့ဒါဟို Premier League ကောဥရောပဒီအမှတ်ပေးပြိုင်ပွဲ league တွေအောင်နည်းနည်းလေးပြင်းစရာကောင်းနေပြီလားဆိုတော့လေကျွန်တော်ကုကုပြောအခုပြောနေတဲ့အချိန်လေးမှာကျွန်တော်တော့တွေးမိအဲ့ဒါကိုမနေ့ကအစီအစဉ်မှာဆက်ဆွေးနေနေပါတယ်ဒီနေ့တော့ဒီမှာနားနေပါတယ်ဟုတ်ကဲ့ channel ကိုကြည့်ရှုနေကြတဲ့ပိတ်သက်များခင်ဗျာကျွန်တော်တို့ဘောလုံးရက်ွက်တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုအပတ်စဉ်တိုင်းစနေတနင်္ဂနွေနေ့တွေညနေ9:40မှာ channel ကရုပ်သံ line နဲ့ channel ကမြန်မာ YouTube channel တို့မှာထုတ်လင်းပြသပေးနေလို့ဆောင်းမြကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်ဒီနေ့အစီအစဉ်ကိုအားပေးကြတဲ့ပိတ်သက်အားလုံးကိုကျေးဇူးတစ်ပိတ်တင်ရှိပါတယ်အားလုံးတို့ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ